အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့အရာရာကိုဖောက်ထွင်းမြင်နိုင်မဲ့ကျွန်တော်တွေအကြမ်းမြင်ရာကျင့်စဉ်တစ်ခုမျှော်ပေးမှာဖြစ်ပါတယ်အကြမ်းမြင်ကျင့်စဉ်လို့လည်းလူသိများသလိုတတရမြင်လုံးဝင်ကျင့်စဉ်လို့လည်းလူသိများလာပါတယ်ဒီကျင့်စဉ်ရာကျင့်ကြံတဲ့သူတွေအများပြားရှိခဲ့ပါတယ်ခလီရဆာလူကြီးဆုံးများစွာအကျိုးထူးတွေရရှိခဲ့တဲ့ကျင့်ကျင့်နည်းလေးပဲဖြစ်ပါတယ်အရန်လွယ်ပါတယ်ဆယ်နှစ်သားနေစပြီးတော့ကျင့်လို့ရပါတယ်တကယ်လွယ်တဲ့ကျင့်စဉ်တစ်ခုပဲဖြစ်ပါတယ်အရန်လွယ်လို့လည်းအထင်မသေးလိုက်ပါနဲ့ အဲ့တော့အကျိုးထူးတွေများစွာကိုပေးနိုင်မှာသိချပါရတယ်။အဲ့တော့မိတ်ဆွေများလည်း like ကျင်းလို့ရအောင်ကျွန်တော်ဒီမြောက်ပေးမှာဖြစ်ပါရတယ်။အဲ့တော့ကြင်မုံကြင်နီလေးရောဆောင်းဝမ်ရှောင်းလေးနှစ်ခုပြောပြပါမယ်။ရှောင်းရံလေးကတော့အရန်လွယ်ပါရတယ်။ကျွန်တော်တို့ရှောင်းတဲ့နေရာမှာတော့ကျွန်တော်တို့ဖုံးဖုံးနှိပ်ကန်နှိပ်မှုတွေမဖြစ်အောင်လို့ give site လေးယူပါပဲ။အဲ့တော့ဆောင်းရံမှာတော့ကျွန်တော်ခုပြပြမဲ့ခါတာလေးကိုလည်းမမနဲ့ည နေ့စဉ်ပေါ့နော်အမြင်မပြတ်ရုပ်ပေါ်ပွားများဖို့လည်းလိုပါတယ်ဟုတ်ပြီကားတော်နောက်မှယူကြမယ်အရင်ဆုံးကျင့်စဉ်အကြောင်းလေးကိုဆက်ပြီးသွားရအောင်ကျင့်စဉ်အကြောင်းဆက်ပြီးသွားမယ်ဆိုတော့ဘယ်ကျင့်စဉ်ကိုပဲကျင့်ချင်းထုံးစံတိုင်းပဲစိတ်ညညာရဲ့တစ်ခုကိုယူချရမှာဖြစ်ပါတယ်ဘယ်နေရာမဆိုဘယ်ချိန်မဆိုဘယ်နေရာမျိုးမဆိုအကုန်ရပါတယ်အဲ့တော့ကျင့်မှန်ကျင့်နေရလဲအရန်လွယ်ပါတယ်အဲ့တော့ကြိုက်တဲ့ဣဒိယပုံနဲ့ထိုင်မယ်တချို့လဲယောဂကျင့်တယ်လို့ထိုင်ကြလဲတချို့လဲအစင်ပြေတယ်လို့ထိုင်ကြတယ်ဒါပေမဲ့အထူးခြားဆုံးနဲ့အမြန်ဆုံးဖြစ်တာကတော့ တရားထိုင်သလိုထိုင်တာအကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်အဲ့တော့ကျွန်တော်ဒီထုံးစံတိုင်းပဲတရားထိုင်သလိုထိုင်မယ်ထိုင်ပြီးတော့ကျွန်တော်တို့ကပဲဘယ်ရောက်ရှုမှတ်ပြီးဘယ်ရောက်ကြည့်ရမှာလဲဆိုတော့ကျွန်တော်တို့မျက်ခုံးနှစ်ခုကြားမှာရှိတဲ့အလေတက်တက်မှာရှိတဲ့တတရားမျက်လုံးဆိုတဲ့နေရာလေးကိုပဲပြန်ကြည့်ရုံပါပဲဒါပါပဲကျွန်တော်ကျန်တဲ့နေရာတွေဘာမှကြည့်စမ်းမလိုပါဘူးပထမဆုံးကြည့်မှုအတွက်ကျွန်တော်တို့ဒီနေရာတစ်ခုရွေးချယ်မယ် အဲ့နေရာနေရာတစ်ခုဆင်းကျင်ရရာရာတစ်ခုပေါ့နော်ကျွန်တော်အဲ့နေရာလေးတစ်ခုတော့တပတ်တိတိတော့အဲ့နေရာလေးမှာတော့အမြဲကျင့်နေမယ်အဲတပတ်ကျော်သွားမှသာလေနောက်ထပ်ကြက်တဲ့နေရာမှာကျင့်လို့ရမှာဖြစ်ပါတယ်ဟုတ်ပြီကျင့်မယ်ဆိုလို့ရှိရင်ရေမိုးချိုးပြီးမှကျင့်မယ်အဲ့တော့ရေမိုးချိုးပြီးတာနဲ့အစထိုင်တော့မယ်ထိုင်မယ်ဆိုလို့ရှိရင်ပထမဆုံးစကြည့်ရမှာတော့စကြည့်ရမှာတော့ကျွန်တော်တို့ body ကိုကွက်ကို body scan လုပ်တယ်ဆိုတဲ့သဘောပေါ့နော်ကျွန်တော် body ကိုကိုပြန်ကြည့်မယ်အဲဘယ်လိုပုံစံထိုင်နေတယ်အင်ကြီးကဘာយ៉ាងဝတ်ထားတယ်အဲ့တော့ ဇပင်းကဘလို့ပုံစံကိုယ့်ရဲ့ခန္ဓာကိုယ်အမျိုးအစားအလုံးကိုကျွန်တော်ဟိုဆက်တလုံးနဲ့စက္ကန့်ဖတ်တယ်လို့ပဲတကူလုံးကိုလိုက်လံပြီးတော့စက္ကန့်ဖတ်ပြရမှာဖြစ်ပါတယ်အဲဒီနဲ့ဆက်ပြီးတော့အင်ကြီးဘာယောင်ပစိုးဘာယောင်ဘောင်းမီဘာယောင်အဲကျွန်တော်ကိုကိုယ့်ဇပင်းပုံစံကိုယ့်အိမ်နေထားကိုယ်ထိုင်နေတဲ့ပုံစံကိုဘေးပတ်ပတ်လည်လည်မှာကျွန်တော်ကင်မရာနဲ့လိုက်ကြည့်တယ်လို့ပဲအားလုံးကို9မိနစ်10မိနစ်တော့လိုက်ကြည့်လိုက်ပါ။ Okay ကြည့်ပြီဆိုတော့ ਨੇ ကိုပုံစံကိုပြန်မြင်ပြီးသိပြီဆိုတော့ ਨੇ ကိုရဲ့မျက်ခုံးနှစ်ခုကြားအလေတက်တက်လေးကိုပဲကြည့်ယူမှာပဲ။ အဲ့ဒါလေးကို9ရက်တိတိကြည့်ပြရမှာဖြစ်ပါတယ်9ရက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကကြိုက်တဲ့နေရာမှာထိုင်လို့ရပါပြီ9ရက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဆကြဝဠာရှိမှာထဲရှိတဲ့ဆွမ်းအားလေးကိုကျွန်တော်တို့မျက်စိတဲကိုစုပ်ယူမှာဖြစ်ပါတယ်အဲ့တော့ဆုပ်ယူမယ်ဆိုတော့ကျွန်တော်တို့ထုံးတဲ့နိုင်မယ်ထိုင်ရနေမှာထိုင်မယ်ပထမအောင်ဆုံးမကျင့်ခင်မှာကိုယ်ပုံစံကိုစကန်ဖတ်ပြီးမှကျင့်မှာဖြစ်ပါတယ်ကိုယ်ပုံစံကိုပြန်ကြည့်တယ်ဗျာဘေးဘေးပတ်ပတ်လေးလေးကိုယ်နေထားကိုယ်ပုံစံကိုထိုင်တဲ့ပုံစံအားလုံးကို ဒီကျင့်စဉ်မကျင့်ခင်အစလေးမှ9မိနစ်လောက်ကြည့်ပြရမှာဖြစ်ပါတယ်โอเคအားလုံးကြည့်ပြီဆိုလို့ရှိရင်เนาะခုနှစ်ကျော်သွားပြီဆိုလို့ရှိရင်เนาะကျင်းစဉ်တစ်ခုနောက်ဆင်ထပ်တိုးမယ်အဲ့တော့ကျင်းစဉ်တူထပ်တိုးမယ်ဆိုရင်ကျွန်တော်စက်ကြောရမှာရှိတဲ့ဆွမ်းအတစ်ခုကိုကျွန်တော်တို့တက်တရမျက်လုံးတဲ့နေရာတက်တက်ကိုဆွဲယူအောင်มาဖြစ်ပါတယ်စုပ်ယူမယ်ပေါ့စုပ်မယ်ဆိုတော့ကျွန်တော်တို့ကဒါကိုလည်းစိတ်ကူးရင်တချို့လည်းစိတ်ကူးရင်ဆမ်းပါတယ်ကွာဆိုပြီးရောကောင်ပြောပါလိမ့်မယ်အားလုံးကစိတ်ကူးရင်စိတ်ကူးရင်စိတ်ကူးရင်နဲ့ကြင်တာမဟုတ်ပါဘူးစိတ်ကူးရင်နဲ့သဘောပါ အဲ့တော့ကျွန်တော်စီကွင်းသဘောလေးနဲ့အဲ့လိုကြင်ပြီးတော့နောက်ပိုင်းထူးခြားတဲ့စွမ်းအားတွေထူးခြားတဲ့ကျွန်တော်တွေ power တွေရရှိလာမှာတည်ကြပါတယ်ဒါဒါကြောင့်မလို့ကျွန်တော်တွေပရိသတ်သဘောမှာကြင်တဲ့အခါမျိုးမှာတော့မှာပဲတရားထိုင်တဲ့အခါမျိုးမှာတော့မှာစိတ်ကွင်းရင်ဖြစ်ပျက်ကိုအရင်ဆုံးရှုမှတ်ရမယ်လို့ဆရာတူဖေကဟောကြားခဲ့ပါတယ်အခုလိုပဲကျွန်တော်တို့ကစိတ်ကွင်းရင်ကြည်စင်တစ်ခုကိုအရင်ကြည့်မယ်အဲ့တော့စัจ java ရမှာရှိတဲ့စွမ်းအားလေးတစ်ခုကိုကျွန်တော်တို့စုပ်ယူလိုက်မယ်အဲ့တော့တချို့မိတ်ဆွေများကအဖြူရောင်သဘောကျတယ်ဆိုရင်စัจ java ရကြီးတည်းအဖြူရောင်အလင်းနှန်းကြီးတွေကျွန်တော်တို့ မျက်စိနှစ်ခုချားတဲ့ကိုယောက်လာတယ်လို့မြင်မဲ့တချို့ကလည်းအကွင်းကြီးနေမြင်မဲ့တယ်တချို့ကလည်းအစိမ်းရောင်ကြိုက်တယ်တချို့ကလည်းအပြားရောင်အနီရောင်စပြီးကိုကြိုက်နေတဲ့ရအရောင်ပုံစံမျိုးနဲ့အကွင်းနေနေအချောင်းလိုက်နေနေဘလို့ပုံစံကြီးနေနေ ကျွန်တော်တို့တွေဆုပ်ယူလို့ရပါတယ်အဲ့ဒါလေးကိုအဲ့ဒါလေးတို့ကျွန်တော်တို့ခုနှစ်တတီတီဆုပ်ယူအောင်မှာဖြစ်ပါတယ်ခုနှစ်တတီတီဆုပ်ယူမယ်ကျွန်တော်တို့မျက်စိထဲကိုကျွန်တော်တို့တတရမျက်မျက်လုံးဆိုလို့စနေရာလေးပုံနော်တတရမျက်လုံးဆိုတဲ့နေရာလေးတက်တက်လေးမှာမျက်ခုနှစ်ခုကြာတတရမျက်လုံးဆိုတဲ့နေရာလေးနှစ်ခုကြာကိုစွမ်းအားတွေစွမ်းအားတွေဝင်ရောက်ဆုပ်ယူနေတယ်ဆိုပြီးကိုယ့်ကိုစိတ်ကူးညီနေဆုပ်ယူနေမှာမျက်စိကတော့ မိထားပြီပဲเนาะအဲ့တော့စုပ်ယူမယ်စုပ်ယူစုပ်ယူစုပ်ယူအဲ့လိုအချိန်တွေခொနေတိတိပြည့်သွားတဲ့အချိန်မှာနောက်တစ်ဆင့်ထပ်တက်ကျွန်တော်တို့စုပ်ယူပြီးပြီဆိုတာနဲ့ကျွန်တော်တို့နောက်ထပ်ခொနေရဲ့မြောက်မင်းနေနောက်နောက်တရက်မှာတော့အဆင့်တစ်ခုထပ်တက်မယ်အဲဒါဆိုရင်၃ဆင့်မြောက်ရှိပြီเนาะ၃ဆင့်မြောက်ထပ်တက်မယ်၃ဆင့်မြောက်မှာတော့ကျွန်တော်တို့ကစုပ်ယူပြီးသွားပြီစကြဝဠာကြီးနဲ့ကျွန်တော်တို့နဲ့စုပ်ယူပြီးသွားပြီကျွန်တော်တို့ကွန်နက်ရှင်လည်းဖြစ်သွားပြီအဲ့တော့ကွန်နက်ရှင်လည်းဖြစ်ပြီးဆိုတော့စကြဝဠာကြီးနဲ့ကျွန်တော်တို့နဲ့အဲ့အလင်းနှင်းရာစုပ်ယူတဲ့အနေထားမျိုး မဟုတ်တော့ဘဲနဲ့ကျွန်တော်တို့ကလည်းကျွန်တော်တို့စွမ်းအားတွေရတယ်သူ့စီကိုရောက်မယ်သူ့စီကစွမ်းအားတွေရတယ်ကျွန်တော်တို့စီကိုရောက်မယ်အပြန်လဲပြပုတ်နိုင်တဲ့အခြေအနေမျိုးတစ်ခုအောင်ကျွန်တော်တို့တွေစိတ်ကူးညင်ပြီးတော့ကြင်ကြံမှာဖြစ်ပါတယ်ဘာပရမစင်ဒူရီယာစင်ကကျွန်တော်တို့ရေစကြဝဠာရဲ့ဆောင်းအားတွေကိုကိုကြိုက်တဲ့ပုံစံကိုကြိုက်တဲ့အလင်းကိုကြိုက်တဲ့အယောင်ကိုကြိုက်တဲ့အချောင်းလိုက်ပြီးစေအကွင်းလိုက်ပြီးစေစုပ်ယူမယ်စုပ်ယူပြီးပြီဆိုတော့ねအခြေခံသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့ဒီမှာရှိတဲ့ဆောင်းအားတွေကိုသူ့စီပြန်ပို့မယ်โอเค သူစီလည်းပြန်ပို့မယ်သူစီဆောင်ရနေတယ်ကျွန်တော်တို့ဆုပ်ယူမယ်ပို့လိုက်ဆုပ်ယူလဲပို့လိုက်ဆုပ်ယူလဲဒါကိုလည်း9ရက်တိတိကျင့်မယ်အဲဒီ9ရက်ညင်းနေစဉ်အတွင်းမှာပဲကျွန်တော်တို့ကဘာလေးထူးခြားလာမလဲဆိုတော့အမျက်စိတွေညောင်းလာမယ်မြိတ်ဘူးလေးကျလာမယ်မြေယိုးတွေကိုက်လိုက်မယ်အဲ့လိုဖြစ်နေရင်တော့ဒါဘာမှယောဂဖြစ်တာမှမဟုတ်ပါဘူးဒါကျင့်စဉ်ရဲ့ကျင့်စဉ်ရဲ့ဟိုအောင်မြင်တယ်လို့ဆိုဆိုလိုပါတယ်ဒါဆိုလို့ရှိရင်ခဏနားလို့ရပါတယ်နားလိုက်ကျင့်လိုက်ဆက်လုပ်လို့ရပါတယ်ဟုတ်ပြီဒါဆိုကျွန်တော်တို့က ကိုသူ့လည်းပို့လာပြီးကိုလည်းယူတယ်အပိုးယူလေအဆင်ပြေသွားပြီဆိုလို့ရှိရင်တတရကျင့်စဉ်အောင်မြင်သွားပါပြီစရုပ်စားကျင့်စဉ်ဆက်သွားမှာဖြစ်ပါစရုပ်စားကျင့်စဉ်ကတော့ကျွန်တော်တို့ကအပေးယူလုပ်ပြီးပြီ အဲ့တော့စကြဝဠာကြီးနဲ့ကျွန်တော်နေ့ကအပေးယူမြတ်တာပြီးသွားပြီမြတ်တာပြီးဆိုတာနဲ့စကြဝဠာကြီးမှာရှိတဲ့ဆွန်အားတွေထဲကိုကျွန်တော်တို့ကတွားရောက်ပြီးကျင့်ကြံမှာဖြစ်ပါတယ်စကြဝဠာထဲမှာရှိတဲ့ဆွန်အားတွေအဲ့တော့တချို့ကလည်းအဲ့ပေါ့ဗျာကျွန်တော်အယောင်မျိုးအယောင်သွေးစုံနေတဲ့နေရာတစ်ခုခုသုံးမဟုတ်ဗိမ္မာန်တစ်ခုခုသုံးမဟုတ်နေရာတစ်ခုခုသုံးမဟုတ်ဘလို့နေရာပဲဖြစ်ဖြစ်စကြဝဠာကြီးနဲ့ကျွန်တော်တို့နဲ့ချိတ်ဆက်ထားတဲ့အယောင်သွေးစုံလာတဲ့နေရာကြီးတောင်ကိုကျွန်တော်တို့ကတွားရောက်ပြီးကျင့်ကြံနေရမှာဖြစ်ပါတယ်ကျွန်တော်ကျင့်ကြံနေတဲ့နေရာကျွန်တော်ကျင့်စဉ်တဲ့ပုံစံကိုကျွန်တော်တို့ကပြန်ကြည့်ရမှာဖြစ်ပါတယ် နော်ငါဆက်ကြောက်ရိုက်ထဲမှာတော်ရောက်ကျင့်ကြံနေတာကိုအဲကျင့်ကြံနေတဲ့ပုံစံကိုကိုယ့်အကူပြန်ကြည့်ရမှာဖြစ်ပါတယ်သူ့ကိုကြည့်လိုက်ကိုယ့်ရဲ့မျက်ခုနှစ်ခုကြားနေရာတက်တက်ကိုပြန်ကြည့်လိုက်သူ့ကိုကြည့်လိုက်ကိုယ့်ရဲ့မျက်ခုနှစ်ခုနှရာတက်တက်ကိုပြန်ကြည့်လိုက်ပြောမစို့တော့ကိုယ့်ကအကူခွဲပြီးတော့အဲ့နယ်မှာတော်ကျင့်နေဆိုတဲ့စိတ်ကူးရင်ပုံစံမျိုးနဲ့ကျင့်ပြရမှာဖြစ်ပါတယ်အဲ့လိုပုံဖော်ပေးရမှာပေါ့နော် အဲ့ဒီနေရာမှာနမတ်အဆင့်လေးမှာဘာဘာလေးလေးဖြစ်လာမလဲကိုကသွားကျင်းတာတော့အဲ့ဆက်ကြော်ရာကြီးအတွင်းထဲမှာရှိတဲ့စွန်အားတွေပြည့်နေတဲ့နေရာအယောင်တွေစုံနေတဲ့နေရာအယောင်တွေကွမြူးနေတဲ့နေရာအဲ့ဒီနေရာမှာကိုကကျင့်နေတယ်အဲ့ဒါကိုတစုံတယောက်ကလာဖြတ်တဲ့အနေနဲ့အဲ့တော့ကျွန်တော်တို့ဆွဲချသွားတာမျိုးကျွန်တော်တို့တွန်းချတာမျိုးဒါမှမဟုတ်လဲ အဲကျွန်တော်တို့တော့ကြင့်နေကျွန်တော်တို့အကိုခွဲပြောမှာပေါ့နော်ကျွန်တော်တို့အကိုခွဲကျွန်တော်တို့စိတ်ကူးရင်ထားတဲ့အရာကျွန်တော်တို့အကိုခွဲတော့ကြင့်နေလူကိုတစုံတယောက်ကလာဖြစ်နေတာမျိုးအဲ့ကိုသူ့စုတော့မဖြစ်လို့ရှိရင်ကျွန်တော်တို့အခုထိုင်နေတဲ့ပုံစံကိုတစုံတယောက်ကနာနာနေဖူးလဲဆိုလာမုံသွားတာမျိုးအတန်တစ်ခုကြိုက်တာမျိုးအာယုံနဲ့ကိုတစုံတစ်ခုဝုံနေသူပေါ်လာတာမျိုးကျွန်တော်တစုံတစ်ခုနဲ့ဖြတ်ဖို့ရလေးလေးပေါ်လာပါလိမ့်မယ်ဒါဆိုလို့ရှိရင်မိတ်ဆွေများရဲ့ကျင့်စဉ်ကျွန်တော်အထမြောက်နေပြီလို့ဆိုလို့နိုင်ပါတယ်ဒီနေရာမှာပဲဆက်ပြီး ဆက်ပြီးတော့မကျင်းဖြစ်တဲ့သူတွေများပါတယ်ဒီနေ့မှာဘလို့ပုံလေးပေါ်လာမယ်တချို့လည်းကြောက်စရာပုံလေးပေါ်လာမယ်တချို့လည်းမြူဆွဲတဲ့ပုံနဲ့ပေါ်လာမယ်အဲ့တော့ကျွန်တော်လွန်ခဲ့တဲ့ဒီခုနှစ်ဆက်လာတော့ကျွန်တော်လည်းကျင့်မှုတယ်ကျွန်တော်လည်းအဆင့်လေးထိကြလို့ကျင့်ကြံမှုတယ်အဲကျင့်ကြံမှုတော့အဲ့လိုပဲပုံတော့ကျွန်တော်ကြတော့6လောက်နဲ့မမဟုတ်ဘဲနဲ့မြူဆွဲတဲ့သဘောကို မြို့ဆိုတဲ့သဘောကိုရောက်သွားတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကကြောက်တတ်တဲ့သူမဟုတ်ဘူးပေါ့နော်။အဲ့တော့တောင်းတောင်းကျွန်တော်ကကြောက်တတ်တဲ့သူမဟုတ်ဘူး။ဘလို့ပုံစံနဲ့ကြောက်တတ်တဲ့သူမဟုတ်။ဒါပေမဲ့ကျွန်တော်လည်းအမျိုးဆွေခံလက်ရပါတယ်။ အဲ့လိုဘလို့ဘလို့မြွှဲလဲဆိုတော့ဥမာကျွန်တော်မိတ်ဆွေအရန်သဘောကြဘူးတဲ့ကိုခရက်ကိုခရက်တော့မဟုတ် ကိုရဲ့ EAS ကိုမို့ကို အရန်တွေးချင်တဲ့တကယ်ချင်းတော့မဟုတ်အရန် chicken အရန် chicken ရတဲ့လူကိုရဲ့ EAS စပြီဘသူပဲဖြစ်ဖြစ်အမျိုးတွေတကယ်ချင်းပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်ကိုအရန်သဘောကြတယ်လူကိုအရန် chicken နဲ့တက်သူကကိုလာတွေ့တယ်ကိုကိုလာတွေ့ပြီးတော့အဲ့လိုပေါ်တော့ကိုကိုလာပြီးဖျားယောင်းပြီးတော့ကျွန်တော်တို့က ဟုံးနေဆိုရင်ပြတ်သွားတယ်အဲ့အဲ့နဲ့ဆက်ပြီးတော့ကျွန်တော်တို့ကျင့်စီရတယ်နံပါတ်2နံပါတ်11အဆင့်1ကိုပြောင်းရောင်းသွားတယ်အဲ့လိုပဲတခါကျင့်စဉ်ဖြတ်တိုင်းဖြတ်တိုင်းမှာအဆင့်တစ်ဆင့်ပြောင်းရောင်းသွားတယ်ဘာကြောင့်လို့ဆိုတော့ကျွန်တော်အဲ့လိုဖြတ်ပြန်တယ်ပြန်ပြီးတော့ပြန်ပြီးတော့နံပါတ်2ကိုနေဆက်ပြီးပြန်ကျင့်မှဖြစ်ပါတယ်အဲ့လိုတချို့ကလည်းဒီလိုပုံစံလေးတွေကိုကျွန်တော်တို့ကြာ တတိကြီးထားပြီးတော့အော်ဒါငောက်အဖြတ်ဝင်နေတာပဲငါလှုပ်ရှားရှိတာဆက်လှုပ်မယ်ဆိုတဲ့ပုံပုံစံမျိုးနဲ့ဆက်လှုပ်နေလို့ရှိရင်ကြာကြာကြည့်နေလို့ရှိရင်ကြာကြာကြည့်ကြံနေလို့ရှိရင်အဲ့တော့ကျင်းစရာအထမြောက်ပြီးအောင်မြင်သွားတယ်ဗျအဲ့တော့ဒီနေ့မှာ तू ကကျွန်တော်မြူဆွေလို့ရရင်မြူဆွေမြူဆွေလို့မရရင်6လမ်းပါတယ်အဲ့ဒီနှစ်ခုပဲ तू လှုပ်လေလှုပ်တာရှိပါတယ်တခါကြလို့ရှိရင်လည်းကျွန်တော်တို့ပြုတ်လုခဲ့တဲ့အမားတစ်ခုဥမာဥမာဆိုကြပါဦးကျွန်တော်တို့ကလူတဲရောက်ကိုအုပ်စုလိုက်ဖွဲ့ပြီးဝိုင်းနိုင်ကြည့်မှုနဲ့ဆိုရင်အဲ့နိုင်ကြည့်မှုနဲ့ဟာရီယာဒီနေ့မှာလာပေါ့နေတယ် အဲအဲ့လိုပဲကျွန်တော်တို့ကတစုံတယောက်လိန်ခဲ့တယ်ဆိုအဲ့လိန်တဲ့အရာလေးကဒီညမှာလာပေါ်တယ်အဲကျွန်တော်ဆိုကြပါဆိုကျွန်တော်တို့ကကကမလေးတယောက်ကိုမတော်မတရားကြံတယ်ဆိုရင်အဲ့ဒါတွေကဒီမှာလာပေါ်တယ်ဟုတ်ကျွန်တော်တို့ကလူတယောက်ကိုလိန်သွားလဲမလေးတစ်ပတ်လွတ်သွားဆိုရင်အဲ့ဒါဒီမှာလာပေါ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီပစ္စုပန်ကာလာကိုအခုလက်ရှိဘဝအခြေအနေကိုအရန်ဘောပပဖက်ပြည့်တဲ့သူအရန်ကောင်းမှုနဲ့သူ စိတ်ဓာတ်ပြင်းပြဲပြေဝလဲသူဆိုလို့ရှိရင်တော့ကြော်သွားတယ်ဒီအစင်းရောတောင်းတောင်းလူကျွန်တော်တို့ကလူတွေဆိုတော့ဗျာကောင်းတာတွေလောက်ခဲ့တယ်တော့မကောင်းတာတွေလည်းလောက်ခဲ့မှာပဲတေချာပါတယ်အဲ့တော့အဲ့လိုမျိုးလေးသူကလာပြီးပေါ်တက်တယ်အဲ့လိုအဲ့လိုလာပေါ်လို့ရှိရင်ဘယ်လိုစိတ်ထားမလဲဆိုတော့ဩငါအရင်တော့မသိခဲ့နေကွာမှားခဲ့တာပဲငါအခုသိပြီးနောက်ဘယ်တော့မှမမှာမဟုတ်ပါဘူး ီလိုမျိုးလည်းငါဘယ်တော့မှမမမဟုတ်ပါဘူးဖះကိုကျေကျေဆိုပါတယ်ဘယ်တော့မှလည်းဒီလိုမမျိုးထပ်မလုပ်တော့ပါဘူးနောက်တော့နောက်တည်းရှေ့ဆက်ရှေ့ဆက်နေရမယ်ဘွားကြီးမှဒီတဲ့ကောင်းမွန်အောင်တိဆောက်ပါမယ်ဆိုပြီးတော့ဒီလိုမျိုးစိတ်နဲ့ပြန်လဲပြီးဖြည့်သိပ်ပြီးတော့ကျင့်ကြံဆက်လက်ပြီးကျင့်ကြံသွားလို့ရပါတယ်โอเคဒါဆိုလို့ရှိရင်အဲ့လိုမျိုးကျွန်တော်တို့ရဲ့အကိုခွဲရဟိုမှာတော်ပြီးကျင့်ကြံလို့အောင်မြင်သွားပြီးခုခုနှစ်တိပဲเนาะကျင့်စဉ်တစ်ခုခုခုနှစ်ပဲကျင့်လို့ရတယ်ကျင့်စဉ်တစ်ခုခုခုနှစ်တိ တော့ကျင့်လို့ရတယ်ပေါ့နော်ခொနှစ်အတွင်းမှာပဲစိတ်ညစ်မှုတွေစောင့်အတခုတွေရမှာပါဗျ okay အဲဆိုရင်ကျွန်တော်တို့ကဒါဆိုရင်အဆင့်၄အောင်မြင်သွားပါပြီအဆင့်၄ကျွန်တော်အောင်မြင်သွားပြီကျွန်တော်သွားပြီဆိုရင်အဆင့်၅သွားပါမယ်အဆင့်၅ကတော့ကျွန်တော်တို့ရဲ့အကိုအခွဲကိုဆက်ဆက်ကြောက်ရတဲ့ချီသွားပြီးကြည့်ခိုင်မှာမဟုတ်ပါဘူးအဆင့်၅အဆင့်၅တော့ကျွန်တော်တို့ရဲ့ထိုင်နေတဲ့ပုံစံထိုင်နေတဲ့ခြေကျွန်တော်တို့ကျင့်ကြံနေတဲ့ပုံပုံစံကိုအကိုအခွဲတဲ့နေနဲ့အိမ်အပြင်ကိုခွဲမယ် အိမ်ပြင်ကိုခွဲမဲ့ဆိုလို့ရှိရင်အိမ်ပြင်မှာဘသူတွေရှိလဲအိမ်ပြင်မှာဘာဘာရလဲရှိတယ်ကျွန်တော်ရဲ့အိမ်ပြင်မှာတစ်ပင်တစ်ပင်ကဘယ်နှပင်ရှိတယ်အပေါဝါဘလို့ကျွန်တော်အိမ်ပူဇန်းဘလို့စစ်တုပ်ထားတာဘလို့အရာအလုံးကိုကျွန်တော်တို့ကကျွန်တော်တို့ဒီမှာတော်ရကြည့်နေတဲ့ပုံစံမျိုးတိုင်းကြည့်ရမှာဖြစ်ပါတယ်အိမ်ထဲကဘသူလာတယ်ဘသူတွေတော့စကားပြောနေတယ် ောဘသူတို့ပြန်ထွက်သွားတယ်လမ်းလမ်းမိုက်မှာဘသူတွေသွားနေတယ်ဆိုတာကိုကျွန်တော်တို့ကပထမ50အနေနဲ့ကျွန်တော်တို့အနီးနားပတ်ဝန်းကျင်မှာရှိတဲ့အဲဥမာကျွန်တော်တွေအိမ်အိမ်အိမ်ထဲတို့အဲမိဘချောင်းတို့အဲစပြီးအိမ်ခြံထဲတို့အဲ့လိုမျိုးလေသူ့ကိုပို့ပေးရမှာဖြစ်ပါတယ်အဲ့လိုမျိုးလေကျွန်တော်တို့တွေဒီပေါ့နော်အဲ 50ဆင့်ပေါ့နော်ဒါဆိုရင်အဆင့်50ဆင့်ကျွန်တော်အချားမြင့်ဟောတဲ့ဆရာလေးအထူးကျွန်တော်တို့ကျွန်တော်ရန်ကုန်မှာတစ်ခါတွေ့ဘူးတယ်အချားမြင့်ဆိုပြီးတော့သူကအဲ့လိုဟောတယ်သူက50ဆင့်ထိအောင်ထားတယ်အဲ့ဒါကြောင့်မို့သူကဒီရဲ့သူ့ရဲ့အနီးနားပတ်ဝန်းကျင်70 75ကျော်ပတ်ဝန်းကျင်ကလူတွေရဲ့လာတာကိုသူအကုန်သိတယ်အဲ့လူလာလို့ရှိရင်သူ့ကြည့်စံမလို့ကြောပေးထားရနော်အဲ့လူကတော့အင်ကြီးပိုင်းရန်ဝတ်ထားတယ်အမျိုးသားအဲ့သူ့ရဲ့ကြောပွဲအိတ်ထဲမှာတော့ရွှေပေါင်းကြပနခုပတ်ဆိုင်အိတ်ထဲမှာငွေ9000ထည့်ထားတယ် အဲစပိအကျွေးပေါညာဘယ်နှခုအဲစပိအဲသူစီရတဲ့ဖက်နဲ့ကဘာဖက်နဲ့ဥပစာအဘဝစာအင်းကြီးဘာရောင်းလက်ဘေးမှာရွှေဆွဲကျိုးနဲ့လူတယောက်ကြည့်နေတဲ့အတိုင်းပဲသူအားလုံးကို body scan ကျွန်တော်တို့ဖတ်ပြီးကျင့်နေတာဒါကြောင့်မို့ကျွန်တော်ကျင့်ကန်နေကျင့်ကန်နေမှာ body scan အရင်ဖတ်ပါလို့ပြောတာအဲ့ဒါဒီမှာလာပြီးအသုံးဝင်နေဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကအစ်စ်ငားနေနဲ့ကျွန်တော်နီးနာပတ်ဝန်းကျင်တာရှိတဲ့လူတွေအားလုံးကိုကျွန်တော်တို့ကလူကိုယ်တိုင်သွားကြည့်နေတယ်လို့ပဲအားလုံးဖောက်ထွင်းမြင်နေသွားပြီမြင်နေသွားပြီဆိုလို့ရှိရင်အချင်းအစ်စ်6စင်း အဆင့်6ဆင့်အထိသွားမယ်အချင်းအဆင့်6ဆင့်ကတော့အားလုံးကျွန်တော်ကျွန်တော်မိတ်ဆွေများစိတ်ဝင်စားတဲ့အတိုင်းပဲကိုကြည့်ကြည့်တဲ့သူကိုတွားကြည့်တယ်ဆိုပါစို့အဲ့တော့ကိုကြည့်ကြည့်တဲ့သူကိုတွားကြည့်တယ်အအချင်းအဆင့်6ဆင့်အထိအောင်မြင်သွားတဲ့လူတယောက်ရှိခဲ့ပါတယ်အဲကျွန်တော်တို့နာမည်တိကျမသိပေမဲ့စာအုပ်ထဲမှာဖော်ပြထားပါတယ်အဆင့်6ဆင့်အထိတွားအောင်မြင်သွားတယ်သူအရင်တွေးချင်တဲ့လူတယောက်ကိုတွားကြည့်လိုက်တယ်ဒါပေမဲ့သူတွားကြည့်တဲ့လူက သူ့ရဲ့ဟိုဘယ်လိုပြောမလဲ is x ပေါ့နော်သူအရန်ချဲ့ရလဲသူသူတွားကြည့်လာဒါမဲ့မထင်မှတ်ဖဲနဲ့ကျင့်စဉ်ပြတ်သွားခဲ့ပါတယ်သူဟာသူ es ပေါ်တတိယလွန်းစုအာအဲသူဒါငါသူဒါငါပိုင်ဆိုင်ခဲ့ငါငါတခုပေါ်တော့သူကနောင်နာရတဲ့စိတ်နဲ့အဲ့လိုဖြစ်သွားတော့သူကျင့်စဉ်ကအလိုလိုပြတ်သွားတယ်ဗျကျွန်တော်တို့ကကြည်ပဲကြည်ပိုင်ခွင့်ရှိတယ်ဆက်လက်ပြီးတော့တွေးခွင့်မရှိဘူးအော်သူအစဉ်ပြင်းနေတာပဲဒါတလောက်ပဲဒါတလောက်ပဲဆက်ပြီးတော့ ဒီတဲ့ပို့ပြီးတော့သွားပြီးတော့ကျွန်တော်တို့ကသွားပြီးပြင်မာတာမျိုးအဲသွားပြီးသူ့ကိုပြန်လိုချင်တာမျိုးအဲလို့သွားပြီးတော့သူ့ကိုဟိုကျွန်တော်မတန့်ရှင်းသောစိတ်တစ်ခုကိုသွားထားလိုက်တဲ့အဲ့ဒီ6ဆင်းကနေပြက်ပြီး9ဆင်းကိုပြန်သွားတယ်ကျင်းစဉ်တစ်ခါပြက်တိုင်းပြက်တိုင်းမှာတဆင့်တဆင့်ပြန်ပြန်ယော့သွားတယ်ဒီဟာလေးတော့ queue site ပို့လိုတယ်နော်အဲ့တော့ကျွန်တော်တို့ကသွားကြည့်မယ်ဆိုတော့တတချို့ကလည်းအဲကိုနဲ့ကိုမုံနေလို့သွားကြည့်တတ်တယ်ကိုမုန်းနေတော့ကြည့်လို့ရှင်အဲကိုစိတ်တက်ဘာပြောဆိုအင်းဒီကောင်တော့ခံနေရပြီကဲငါတော့ ဖွမ်းတာတယ်နေတော့နေသေးတယ်ဟဲ့ဆိုတော့အဲ့လိုစိတ်မျိုးရှိရှိနေတယ်ဒါလူတွေဟုတ်ဗျဟုတ်တယ်လေကိုမုန်းနေတဲ့သူကိုအနိုင်ကျင့်နေတဲ့သူကိုမကောင်းတဲ့လူခံနေရတယ်အော်ဒါမှမဟုတ်အဆင်ပြေနေလဲစိတ်ထဲမှာမကျင်နေပြောင်းအဲ့လိုမျိုးစိတ်ထားလိုက်တာနဲ့တဆင့်ပြောင်းသွားမှာဖြစ်ပါတယ်အဲ့လိုစိတ်ထားလို့မရပါဘူးဘသူကိုပဲကြည့်ကြည့်မုန်းနေတဲ့သူကိုပဲကြည့်ကြည့်ချစ်နေတဲ့ကိုပဲကြည့်ကြည့်ဘလို့လူကိုပဲကြည့်ကြည့်ကျွန်တော်တို့ကအော် သူကတော့တတလူပုံစံဖြစ်နေတာပဲဆိုတဲ့နေရာနေပြီးတော့ရက်လိုက်တော့မယ်ဒီရက်နဲ့ဆက်သွားလို့မရတော့ဘူးအဲ့ကကြမှာကိုကသူ့သူ့နဲ့တုတ်ကကြမှာသူ့ကိုပြန်ပြောလို့ရတယ်မင်းကတော့ဘလို့ဘလို့ဖြစ်နေတယ်အဲဘလို့ပုံစံအဲမင်းရဲ့အနီနာကတော့ဘသူတွေရှိနေတယ်မင်းတော့ဘသူကတော့ကောင်းနေမင်းတို့ကမကောင်းဘူးစားပြေကော့ကိုဒါကတော့သူ့ကိုကြုံလဲပြောချင်လဲပြောလို့ရတယ်မပြောချင်နဲ့နေလို့ရတယ်โอเคဒီဒီစစ်မှာတော့နည်းနည်းကြာနေပါတယ်ဘာဘာကြောင့်လဲဆိုတော့ကျွန်တော်အဝေးတွေသွားဖို့အတွက်ကျွန်တော်တို့ကျွန်တော်တို့ခန္ဓာကိုယ်ကဝေးလေပင်ပန်းလေပဲ အဲကျွန်တော်ဒီပထမဆုံးကျွန်တော်တို့တွေအနီးနားရှိတဲ့လူအခန်းထဲရှိတဲ့လူအိမ်ထဲလိုဘာလို့ကြတော့တိတ်ပြီးကျွန်တော်တို့ပြင်မှန်းမှုလေးတိတ်မရှိဘူးဒါပေမဲ့ဝေးယူသွားရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အချိန်လဲကြာနေတယ်အဲ့ဒါကျတော့သုံးပတ်တိကြင်ကြံမှာဖြစ်ပါတယ်သုံးပတ်တိကြင်ကြံမယ်ဝေးလေကျွန်တော်တို့ပြင်မှန်းလေးဝေးလေးပြင်မှန်းလေးပဲဖြစ်မှာသိကြပါတယ်အဲ့တော့ကျွန်တော်တို့ဝေးဝေးဝေးတချို့ဆိုလို့ရှိရင်တခြားနိုင်ငံတိတော့တွားတွားကြည့်တာဟော ်အတထားပါတော့သူကြည့်ကျင်တဲ့သူကဥမာတော့ဆိုကြပါသူဟာသူကောင်လေသူကမလေးကစက္ကမူမာလို့ထိုင်းလန်မာလို့ဂျပန်မာလို့အဲ့လိုဝေးတယ်ဆိုလို့ရှိရင်တွားကြည့်တော့သူသူအင်ကြီးဘာយ៉ាងဝတ်ထားတယ်အဲအခုအင်ကြီးဘာយ៉ាងဘာយ៉ាងဝတ်ထားတယ်ဘသူနဲ့ဘာကြီးလုံနေဘသူနဲ့ဘာကြီးစားနေဒါတွေကိုကျွန်တော်တို့ကကြည့်လို့ရတယ်ဒါပေမဲ့ဒေါသဖြစ်ခွင့်မရှိဘူးစိတ်ဆိုးခွင့်မရှိဘူးအဲ့တော့သူ့ကိုဘာစိတ်မှထားလို့မရဘူးဩကျွန်တော်တို့ကြည့်နေတာအမှန်ပဲဒါပေမဲ့ကျွန်တော်လည်းကျင့်စဉ်ကျင့်ပြီးပြီး ြည့်စင်အားလုံးကြည့်ပြီးနားပြီးပြီးနားပြီးပြီးဆိုလို့ရှိရင်တော့ကျွန်တော်ကျွန်တော်သူ့ကိုဖုန်းဆက်ပြီးတော့ကိုယ့်ကိုအပြင်းနေပြီးတော့သူ့ကိုဆဲဆဲငေါက်ငေါက်အဲကိုယ့်ကိုအဲ့ဒါတော့ကိုယ့်ကိုကြက်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ကြမ်းတမ်းလို့တော့မရဘူးကျွန်တော်တို့ဒီကြည့်စင်ကိုကြည့်နေတွင်တော့ကျွန်တော်တို့နှုတ်ချင်းအားချမ်းရှာချမ်းနဲ့ပြောလို့မရမရတယ်လို့ကိုမူရောနှုတ်မူရောကြမ်းတမ်းလို့မရပါဘူးဒီနှစ်ခုတော့ထင်းပြရမှာဖြစ်ပါတယ်ကိုမူရနှုတ်မူရကျန်လို့မရဘူးဖြစ်နိုင်အမေသားအရက်ကိုရှောင်ပြရမှာဖြစ်ပါတယ်အမေသားအရက်ကိုရှောင်မယ် ကုံမူရနှုံးမူရထိမ့်မယ်ဆိုလို့ရှိရင်ဒီဒီကျင့်စဉ်ကပေါ့ပြောင်းနေမှာဖြစ်ပါတယ်ကျင့်စဉ်အားလုံး30အထိကျွန်တော်စီမှာရှိပါတယ်ဒါပေမဲ့အောင်မြင်ပေါ့ရုပ်ပေါ့ရုပ်တဲ့သူကတော့6အထိပဲရှိပါသေးတယ်ခုံထိတောင်ပေါ့ရုပ်တဲ့သူတော့ဒီမှာစောက်တဲ့မှာရေးပြထားတော့မတွေ့သေးဘူးပေါ့နော်ကဲဒါဆိုရင်မင်းဆောင်လုံးမှာကျင့်ကြံနိုင်ပြီထင်ပါတယ်အ ਨੇ ဆုံးကျွန်တော်၄၅ဆင်းလောက်ရောက်ပြီဆိုရင်တော့တော်တော်လေးအဆင်ပြေနေပါပြီတစုံတယောက်ရဲ့အတွင်းစိတ်တွေကိုဖောက်တွင်းမြင်နိုင်မလဲတစုံတယောက်ရဲ့ကျွန်တော်တို့ဒီဟို ော်ကျွန်တော်တို့တွေအဲကို့အနိနာပေါင်းခြင်းမှာရှိတဲ့အရာလေးတွေကိုကျွန်တော်ထိုင်ရနေပြီးထားတော့တာမလို့ပဲနဲ့အားလုံးကိုမြင်နေမှာဖြစ်ပါတယ်ဒါဒါကြောင့်မို့အကြမ်းမြင်ဟောတဲ့လူဆိုလို့ရှိရင်ဒီလိုအဆင့်မျိုးအောင်မြင်ထားရင်ပိုအဆင်ပြေတယ်ထိုင်ရထားစားမလို့ဩ ပါကစ္စတန်နဲ့လာတယ်ဘာပူနဲ့လာတယ်သူစိတ်ထဲမှာဘာလို့ရှိနေလဲဟမ်စပြကျွန်တော်တို့တွေအားလုံးသိမိနေမှာဖြစ်ပါတယ်ဒါဆိုရင်အားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်ဟုတ်ပြီဒီဟာလေးကိုကြည့်ညံ့နေနေကျွန်တော်တို့ရွတ်မဲ့ခါတာလေးရတော့အားလုံးသိကြတဲ့အတိုင်းပဲအဘိညာခါတာကောအချားမြညာခါတာပဲဖြစ်ပါတယ်အဋ္ဌိဝိဒံဒိဗ္ဗသောတံပရစိတ်တဝိဇာနာနာပုပ္ပိနိဝါဒနုတ္တနိဒိဗ္ဗသက္ကိုဟိပင်စရာ ဘုရားပိစေကဗုဒ္ဓံအကတဝကနုဘဝိနသမိဇန်တုမယံတတာကျွန်တော်နောက်တစ်ခေါက်ထပ်ပူဇော်ပေးပါဦးမယ်ဗျအိတ်ဒီဝိဒံဒေဝသောတံပရစိတ်တဝိဇာနနာပုပ္ပေနိဝါဒနုတတိဒေဝဆက်ကိုဟိပြင်ဆက်တာဗုဒ္ဓပိစေကဗုဒ္ဓံအကတဝကနုဘဝိနသမိဇန်တုမယံတတာအိတ်ဒီဝိဒံဒေဝသောတံပရစိတ်တဝိဇာနနာပုပ္ပေနိဝါဒနုတတိ ဒိဗ္ဗစကုဟိပင်စရာဗုဒ္ဓပစ္စေကဗုဒ္ဓနံအာဂတဝကနုဘဝိနသမိဇ္ဇန်တုမယံတတ္တာဆိုပြီးမိတ်ဆွေများကတော့ဒီကာတာတိတ်ကို အားရင်အားသလိုရုပ်ဘောပေါ်များနေရမှာဖြစ်ပါတယ်အခောက်ရကန့်တတ်မရှိပါဘူးအချိန်ရရင်ရသလိုအားရင်အားသလိုလေတစ်ခေါက်ရရနှစ်ခေါက်ရရသုံးခေါက်ရရအဲ့တော့အားတဲ့အချိန်လေးလေဖုံထဲမှာဒါလေးကိုစိတ်ထားပြီးအမြင်မပြတ်ရုပ်ဘောပေါ်များနေရမှာဖြစ်ပါတယ်ဒီကတာတော့ကျွန်တော်တို့ရအကူအညီတစ်ခုကိုရမှာတေချာပါတယ်ဒီကတာကိုစောက်ကြတဲ့နှစ်ကောင်နှစ်မျက်တည်းရချစ်ခင်မျက်နှာပြီးကျွန်တော်တို့စီကိုကျွန်တော်ကျင့်ကြံတာနဲ့ပေါင်းပြီးတော့ဩဒီလူကတော့ အချမ်းမေရရနေတာကိုငါကူညီပေးပါမယ်ဆိုပြီးတော့လာရောက်ပြီးကူညီဖြည့်ဆည်းပါတယ်အဲ့တော့ကျွန်တော်တို့ဒီနှစ်ခုပေါင်းလိုက်မယ်ဆိုလို့ရှိရင်ဒီနှစ်ခုပေါင်းလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမြည်သူ့ကိုမဆိုသူ့ရဲ့အတွင်းစိတ်ထဲမှာဘာလို့ရှိမလဲဘယ်နေရာမှာဘာလို့ရှိမလဲအဲ့တော့ဘယ်နေရာမှာဘာလို့ရှိမလဲနောက်ထပ်ဘာလို့ဖြစ်လာတော့မယ်ဆိုတာတွေကိုလည်းအဲ့ဆောက်တဲ့နှကောင်နှက်မြက်တွေနတ်ဒီဝါတွေအိမ်အိမ်ထဲမှာရှိရင်အဆောက်အိမ်ဆောင်နှက်တွေအပင်ဆောင်နှက်တွေကလာရောက်ပြီးတော့နားထဲမှာတူတူလေးလာပြောတယ်ဩဒီလာတဲ့ ဒီနေ့တည်းဒီတစ်ပတ်တည်းတော့ဘာဖြစ်တော့မလဲအော်ဘာဘာဘယ်ဘယ်ဘယ်နာမလဲလီးတိုက်တော့မလဲဘယ်နာမတော့ရည်ကြည့်တော့မလဲအဘယ်နာမတော့ဘာဖြစ်တော့မလဲဆိုတာလေးကိုလည်းနှစ်ကောင်နှစ်မြတ်တွေကလာပြောနိုင်ပါတယ်ဗျโอเคဒါဆိုရင်အားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်အဲ့တော့မိတ်ဆွေများလည်းအချမ်းမြေရကြပါစေအဆင်ပြေတဲ့အပိုင်းလေးတွေရှိရင်လည်းမိတ်ခဲ့လို့ရပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ် ကျွန်တော်လည်းလက်တွေ့ဆန်းသက်ဖူးပါတယ်ဒါပေမဲ့ကျင့်စဉ်တော့ပြတ်သွားခဲ့ပါတယ်နောက်တစ်ခေါက်ထပ်ပြီးကျင့်ဖို့ကျွန်တော်ကြိုးစားနေပါတယ်မိတ်ဆွေများလည်းကြည်ညိုလို့ရအောင်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ဗျအားလုံးပဲအဆင်ပြေကြပါစေ